ထောင်စုနှစ်ပေါင်းများစွာတိုင်အောင်လူသားတွေကိုစိတ်ဝင်စားမှုအပြင်းထန်ပေးဆွနေတဲ့ပရမစ်ကြီးတွေလှုပ်ရချတဲ့အကြောင်းသင်သိပါသလားမသိသေးဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါကျွန်မတို့ရဲ့ The Mon Channel ကနေဒီလိုမျိုးစိတ်ဝင်စားစရာအအောင်စရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေရမှုအခုပဲ subscribe ခလုတ်လေးကိုနှိပ်ပြီးကျွန်မနဲ့အတူဒီအဟောဝေခေးစဉ်ကိုစလိုက်ကြရအောင်ဒီဗီဒီယိုဟာပိရမစ်တွေအကြောင်းသင်မသိသေးရဲ့လှုပ်ရချတွေကိုဖော်ထုတ်ပေးမှဖြစ်ပြီးတင်ရဲ့အသိပညာနဲ့စိတ်ကူးစိတ်တန်းတွေကိုလှုပ်ခတ်သွားစေမှာတေချာပါရီ ီတော့အစင်းသေးဖြစ်ပြီဆိုရင်ဗီဒီယိုလေးစလိုက်ရအောင်ကျမအားလုံးတည်ကြတဲ့အတိုင်း ETF Premier ကြီးတွေဟာကမ္ဘာရှိအကြဆုံးတဲ့အခမ်းအနားဆုံးပြီးသူကလက်ရာရည်တက်ကတကူဖြစ်ရက်တည်နေပါတယ်။ဒီစားက Great Premier လို့အဆောက်အုံကြီးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း၄900ကျော်ကလေးကတရှိနေအောင်ဖြစ်ပြီးဒီနေ့ခေတ်အထိတိုင်အောင်လူသားတွေအတွက်မဖြစ်ရှင်းနိုင်သေးတဲ့ဘေးလိအများကြီးကြန့်ရှိနေသေးပါ။ ပရမစ်တွေကိုဘလို့တည်ဆောက်ခဲ့တဲ့လေဆိုရင်မိကောဟာရှီအောင်သူတွေတည်နေအင်ဂျင်နီယာတွေအတွက်နှစ်ပေါင်းများစွာကောင်းခဲ့စရာဖြစ်ခဲ့ပါတယ်။ဒီအရာမှတတုံကြီးကိုဘလို့တည်ယူပို့ဆောင်ခဲ့တဲ့လေဘလို့တောင်းမှန်ကြအောင်နေရာချခဲ့တဲ့လေဆိုတာတွေကိုကျွန်မအတိအကျမသိသေးပါဘူး။သူတို့ရဲ့အမျိုးမျိုးရှိပေမဲ့လက်တွေ့ကြကြဒါမှမဟုတ်တိကျတည်ကြတဲ့အဖြစ်တခုရှာမတွေ့သေးပါဘူး။ဒီလိုမျိုးကြည်နန်းလောက်အောင်ခန္ဓာရဲ့အဆောက်အုံကြီးတွေကိုအဲ့ခေတ်ကာလကအနည်းပညာရေးနဲ့ဘလို့ဖန်တီးခဲ့ကြတဲ့လေဆိုတာဟာကျမတို့အခုထိတိုင်အောင်အောင်းနေရစေလှုပ်ဝက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ပရမစ်တိစားပုံနဲ့ပတ်သက်ပြီးအများဆုံးပြောဆိုကြတဲ့ theory တွေမှာတစ်ခုကတော့စင်ဂျင်ရှော့လန်းနေအုံပြုပြီးကြောက်တုံးတွေကိုအပေါ်ဆွဲတင်ခဲ့ရဲဆိုရဲအဆိုပဲဖြစ်ပါတယ်။ဒါပေမဲ့ဘလူးစင်ဂျင်ရှော့လန်းမျိုးလေအတွင်းစင်ဂျင်ရှော့လာအပြင်စင်ဂျင်ရှော့လာဆိုရရမတူညီတဲ့အယူအဆတွေရှိနေပါတယ်။တချို့ကပရမစ်ရဲ့ဘေးပတ်လည်မှာတိစောက်ခဲ့တဲ့ဖြောင်တန်းတဲ့စင်ဂျင်ရှော့လန်းကြီးဖြစ်နိုင်တယ်လို့ပြောပေမဲ့ဒီလိုစင်ဂျင်ရှော့လန်းမျိုးဟာအပေါ်ရောက်လေလေပိုပြီးညမလာလေဖြစ်ပြီးကြောက်တုံးတွေကိုဆွဲတင်ဖို့ အင်အားအလုံးမင်းလိုအပ်မှာဖြစ်သလိုဒီစင်ဂျီရှော်လန်တိစောက်ဖို့အတွက်အသုံးပြုခဲ့တဲ့ပစ္စည်းပမာဏဟာပရမစ်ကိုတိုင်ရဲ့ပမာဏနဲ့မတိမရင်ရှိနေနိုင်တယ်လို့ဆိုပါရယ်။ဒါအပြင်ကွေးပတ်သွားတဲ့စင်ဂျီရှော်လန်သီအိုရီလည်းရှိပြီးဒါကပိုပြီးလက်တွေ့ကျနိုင်ပေမဲ့ဒီလိုစင်ဂျီရှော်လန်တွေတကယ်ရှိခဲ့ကြအောင်ခိုင်မာတဲ့အထောက်အထားရှာဖွေဖို့ခက်ခဲနေသေးပါ။ဒီတော့ကြောက်တုံးကြီးတွေကိုပရမစ်ရဲ့ထိပ်ဖြားအထိဘလို့ရောက်အောင်တည်ယူခဲ့ကြတဲ့လေဆိုတာဟာလင်းနေတဲ့မိကွန်တစ်ခုဖြစ်ကြန့်ရှိနေပါသေးတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့လိုအပ်ချက်တစ်ခုကတော့ pyramid တည်ဆောက်ရမှာအသုံးပြုခဲ့တဲ့ကြောက်တုံးတွေရဲ့တည်ကြောက်မှုပါပဲအထူးသဖြင့် great pyramid ရဲ့နယံထင်းနဲ့အတွင်းကန်းတွေမှာအသုံးပြုထားတဲ့ကြောက်တုံးတွေဟာတစ်ခုနဲ့တစ်ခုအလွန်နီးကပ်စွာအဝင်ခွင်ကျဖြစ်နေပြီးစက်ကူတရက်တောင်ထိုးထည့်လို့မရတော့အောင်တည်ကြရလို့ဆိုပါတယ်ဒီလိုတည်ကြောက်မှုကိုဒီခေတ်ကာလကကရိယာတွေဥပမာကျင်းနေနဲ့ပြုလုပ်ထားတဲ့လှတွေဒါမှမဟုတ်ကြောက်တုံးဖြတ်တောက်တဲ့ကရိယာတွေနဲ့ဘယ်လိုလုံဆောင်ခဲ့ကြတဲ့လဲဆိုတာကိုနားလည်ဖို့ခက်ခဲပါတယ် ခင်မင်းနေပညာရေးမပါပဲဒီလိုပြည့်ပြည့်စုံတဲ့အတိုင်းတာနဲ့တရားမှုကိုရရှိခဲ့တာဟာတကယ်ကိုအံ့ဩစရာပါပဲတချို့ theory တွေကရှေခစ်အေဂျီလူမျိုးတွေဟာကျွန်မမသိသေးတဲ့ဒါမှမဟုတ်လက်ရှိမှာပျောက်ဆုံးနေတဲ့အစင်းမြင့်နေပညာရေးပန်ဆိုင်ထားနိုင်တယ်လို့အထိတွေးဆပြောဆိုကြပါတယ်ဒါကတကယ်ဖြစ်နိုင်မလားဆိုရင်မေကွန်ဟာပိရမစ်တွေရဲ့လိုအပ်စမ်းကျင်မှုပုံမှန်နှဆိုင်စေပါတယ်ပိရမစ်တွေရဲ့ရွေကျက်ကိစ္စဟာလည်းငင်းပွားဝယ်ရာကိစ္စရပ်တစ်ခုဖြစ်ပါတယ်ကျယ်ပြန့်စွာလက်ခံထားတဲ့အဆိုကတော့ပိရမစ်တွေဟာဖာရိုဘုရင်တွေအတွက် တင်ကျန်းကိုတွေဖြစ်တည်ဆောက်ခဲ့တာဖြစ်တယ်ဆိုရင်အချက်ပါပဲဒါပေမဲ့ Great Pyramid လိုမျိုးအကြီးစား Pyramid အများစုရဲ့အတွင်ပိုင်းမှာမမ်မီတွေဒါမှမဟုတ်အခေါင်းတွေကိုရှာဖွေတွေ့ရှိရခြင်းမရှိပါဘူးဒါအပြင်အတွင်ကန်းတွေရဲ့ပုံစံဖွဲ့စည်းပုံဟာလည်းရိုးရှင်းရှင်းတင်ကျန်းကိုတစ်ခုတည်းပုံမှုရှုပ်ထွေးနေပါတယ်ဒါကြောင့်တချို့သူတွေတွေက Pyramid တွေဟာတင်ကျန်းကိုတတတ်မဟုတ်ပဲတခြားရွေချက်တွေရှိနိုင်တယ်လို့ယူဆကြပါတယ်ဥပမာအားဖြင့်နဂရဗေဒဆိုင်ရာအဆောက်အအုံစွန့်ရင်ထုတ်လုပ်မှုဆက်ယုံ ဒါမှမဟုတ်ဘာသာရေးဆိုင်ရာခံနာရီကျင်းမာရနေရစသဖြင့်အမျိုးမျိုးသော theory တွေထွက်ပေါ်လာပါတယ်။ Primit တွေရဲ့အမှန်တကယ်ရွယ်ချက်ကဘာလဲဆိုတာကိုကျွန်မဥတီကြမသိရသေးပါဘူး။ Primit တိဆောက်ရမှာပါဝင်ခဲ့တဲ့လုံသားအင်အားကိစ္စကလည်းမေကွန်ထုတ်စရာတစ်ခုဖြစ်ပါတယ်။အရင်ကတော့ primit တွေကိုကျွန်နေနဲ့တိစောက်ခဲ့ရဆိုရအယူအဆကျေပြန့်စွာရှိခဲ့ပူပါတယ်။ဒါပေမဲ့နောက်ပိုင်းရှာဖွေတွေ့ရှိမှုတွေအရ primit တိစောက်ရမှာပေါဝင်ခဲ့တွေဟာကျွန်နေမဟုတ်ပဲ ကျွမ်းကျင်တဲ့လုပ်သားတွေဖြစ်ပြီးသူတို့မှာကိုပိုင်ကြီးရွာတွေတင်ကျိုင်းနေရှိခဲ့တယ်ဆိုတာသိလာရပါတယ်။ဒါဆိုရင်ဒီလုပ်သားတွေဟာဘယ်ကလာတာလဲ။သူတို့ကိုဘလို့စနစ်တကျစီမံခန့်ခွဲခဲ့တယ်လဲ။သူတို့ရဲ့နေထိုင်စားသောက်ရေးကိုဘလို့စီစဉ်ပေးခဲ့တယ်လဲဆိုတာတွေကစိတ်ဝင်စားစရာကောင်းပါတယ်။ဒီလိုအီယာမ project ကိုအကောင့်ထဲပို့ဖို့အတွက်ထောင်ပေါင်းများစွာသောလူတွေကိုစုစည်းပြီးစနစ်တကျလုပ်ကင်နိုင်ဖို့ဟာအခက်အခါကအခြေအနေနဲ့ဆိုရင်တကယ်မယုံနိုင်စားပါပဲ။သူတို့ရဲ့လူမှုဖွဲ့စည်းပုံနဲ့စီမံခန့်ခွဲမှုစွမ်းရည်တွေဟာကျွန်တော်တို့အတွက်လေးလာစရာနဲ့ အောင်စရာအပြည့်ဖြစ်နေပါတယ်။ပရမစ်တွေရဲ့တင်နေရာနဲ့ညှိထားပုံဟာလည်းလိုအပ်စမ်းကျင်မှုတစ်ခုပါပဲ။ဂီဇာကပရမစ်ကြီးတွေဟာညောင်အရက်ကိုအလွန်တိကျစွာမျက်နှာမူတိဆောက်ထားပါတယ်။ခင်မီတန်လိုက်အိမ်မြောင်နေမရှိသေးတဲ့ခင်မှာဒီလိုတိကျတဲ့ညောင်အရက်ကိုဘလို့ရှောက်ဖွေကဲကြတယ်ဆိုတာမေကောထုတ်ပြပါ။သူတို့ဟာကြယ်တွေကိုလေးလာပြီးဒါမှမဟုတ်နေရဲ့လမ်းကြောင်းကိုလေးလာပြီးတင်နေရာကိုဆုံးဖြတ်ခဲ့နိုင်တယ်လို့ယူဆကြပါမိမယ်။ဒီလိုအတိုင်းအတာအထိတိကျအောင်ဘလို့လှောက်ဆောင်ခဲ့တယ်ဆိုတာကတော့မေးလေးပါပဲ။ ။ဒါအပြင်ပရမစ်တချို့ရဲ့တည်နေရာတွေဟာနဂရဗေဒဆိုင်ရာဖြစ်ရက်တွေဒါမှမဟုတ်ကျယ်စင်စုတွေရဲ့တည်နေရာနဲ့ဆက်ဆက်နေရလို့ပြောဆိုကြပါရယ်။ဥပမာအားဖြင့်ဂေဇာပရမစ်၃ခုရဲ့တည်နေရာဟာ Orion ကျယ်စင်စုတွေက Orion ခပတ်နဲ့တူညီနေရလို့တချို့ theory တွေကဆိုပါရယ်။ဒါဟာတိုက်ဆိုင်မှုတသက်လားဒါမှမဟုတ်ရွယ်ကျက်ရှိရှိစီစဉ်ထားလားဆိုတာကျွန်တော်မသိနိုင်သေးပါဘူး။ပရမစ်ကြီးတွေရဲ့အတွင်းပိုင်းဖွဲ့စည်းပုံဟာလည်းလေ့လာကြရအများကြီးရှိနေပါရယ်။လိုအပ်ခန့်နေ မမျှော်လင့်ထားတဲ့လမ်းကြားတွေရှိနေနိုင်တယ်လို့တန်တရားရှိနေပါတယ်။မကြသေးခင်ကပဲအသုံးပြုခဲ့တဲ့နည်းပညာတွေဥပမာဝန်ရုံတိုမိုဂရဖီလိုမျိုးနီလန်းတွေက Great Pyramid ရဲ့အတွင်ပိုင်းမှာအရင်ကမသိခဲ့သေးတဲ့လေဟာနယ်ဧရိယာကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီလေဟာနယ်ဧရိယာကြီးဟာဘာအတွက်လဲ၊ဘာတွေပါဝင်နေနိုင်တယ်လဲဆိုတာကိုကျွန်မအတိအကျမသိသေးပါဘူး။ဒါကနောက်ထပ်လှုပ်ဝက်အခန်းတစ်ခုလား၊ဒါမှမဟုတ်တိဆောင်ရေးဆိုင်ရာရွေးချက်တစ်ခုခုကြောင့်လားဆိုတာမရှင်းလင်းသေးပါဘူး။ဒီလိုနည်းပညာတည်တရာ Primitive ရဲ့အတွင်ပိုင်းလှုပ်ဝက်ချက်တွေကိုဖော်ထုတ်ပေးနိုင်ပေမဲ့ တစ်ချိန်တည်းမှာပဲနောက်ထပ်မေခွန်အစ်တတွေကိုလည်းမွေးဖွားပေးနေပါတယ်။ပရမစ်တွေဟာကျွန်မထင်ထားတဲ့အများကြီးပိုပြီးရှုပ်ထွေးနေနိုင်ပါတယ်။ပရမစ်တည်ဆောက်တဲ့လုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့လုပ်ငန်းပိုင်းဆိုင်ရာစီမံခန့်ခွဲမှုကိစ္စဟာလည်းအောင်းစရာပါ။တန်ချိန်ပေါင်းများစွာလေးတဲ့ကြောက်တုံးကြီးတွေကိုကြောက်ကျင်းမိုင်းကနေတည်ဆောက်ရေးနေရာထိဘလို့တည်ယူပို့ဆောင်ခဲ့ကြတဲ့ဆိုတာကိုစဉ်းစားကြည့်ပါ။ဒါအပြင်ထောင်နေချီရဲ့လုပ်သားတွေရဲ့အစားအသောက်နေထိုင်ရေးကျန်းမာရေးနဲ့လုံခြုံရေးကိုဘယ်လိုစီစဉ်ပေးခဲ့ကြသလဲ ဒီလိုကြီးမားလုပ်ငန်းကြီးတစ်ခုကိုအောင်မြင်စွာအကောင့်ထဲပို့ဖို့အတွက်အလွန်ကောင်းမွန်တဲ့စီမံခန့်ခွဲမှုဆွေးနွေးတဲ့အဖွဲ့အစည်းလိုအပ်ပါတယ်။ဒါခေတ်မီစီမံခန့်ခွဲမှုပညာရည်တွေမပေါ်ပေါက်သေးခင်နှစ်ပေါင်းထောင်ချီကဖြစ်ပျက်ခဲ့တာကိုထည့်သွင်းစဉ်းစားရင်တကယ်ကိုမြုံကြည့်နိုင်ကြပါပဲ။သူရဲ့အုပ်ချုပ်ရေးစနစ်နဲ့လူရားစီမံခန့်ခွဲမှုဟာကျွန်မတို့လက်ရှိတည်ထားတဲ့အများကြီးပုံမှန်တိုးတက်နေကန်နိုင်ပါတယ်။ပရမစ်တင်နဲ့ဆက်ဆက်နေတဲ့ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေဒါမှမဟုတ်ရှင်းပြလို့မရတဲ့အချက်တွေအားလည်းဘေးလေးကိုပုံမှန်နှိုင်းဆိုင်စေပါတယ်။ တချို့ theory တွေက primitive အတွင်ပိုင်းမှာရှိတဲ့စွမ်းနေကြောင်းပြောဆိုကြပါတယ်။ဥပမာအားဖြင့် primitive ပုံစံအတွင်မှာအစားအစာတွေပုံမကြရှိခံနိုင်တယ်။သို့မဟုတ်သဘာဝမဟုတ်တဲ့စွမ်းရင်တွေထွက်ရှိရလို့ဆိုကြပါတယ်။ဒါရီဟာသိပ္ပံနေကြအထောက်အထားခိုင်မာမှုမရှိသေးပေမဲ့ဒီလိုအယူအဆတွေထွက်ပေါ်လာရခြင်းက primitive တွေမှာကျမမသိသေးတဲ့သဘာဝလော်ဒါမှမဟုတ်ယူမဗေဒဆိုင်ရာကုန်သတ္တိတွေရှိနေနိုင်တဲ့ဆွဲစစ်ကူးကိုဖြစ်ပေါ်စေပါတယ်။ဒါအပြင် primitive တွေရဲ့တိစပုံနဲ့သင်္ချာ နကတပေသားတို့ရဲ့ဆက်ဆက်မှုဟာလည်းအံ့ဩစရာပါ။ရွှေအချိုးစာပိုင်တံမိုးတို့လိုတင်ချဆိုင်ရာကိန်းတွေတွေကိုပရီမီယာအတိုင်းအတာတွေမှာတွေ့ရှိရလို့ဆိုကြပါရစေ။ဒါဟာမတော်တဆလားဒါမှမဟုတ်ရွေကျက်ရှိရှိထည့်သွင်းထားလားဆိုတာမရှင်းနေသေးပါဘူး။နောက်ဆုံးအနေနဲ့ကျမတို့ဘလောက်ပဲလေးလာပြီးရှာဖွေတွေ့ရှိမှုတွေပြုလုပ်နေပါစေ။ပရီမီကြီးတွေဟာကျမမသိသေးတဲ့လိုအပ်ချက်တွေအများကြီးကိုဖုံးကွယ်ထားဆဲဖြစ်ပါရစေ။သူတို့ကိုဘယ်သူတွေတကယ်တိစောက်ခဲ့တယ်လဲ။ဘလို့နည်းပညာရေးအသုံးပြုခဲ့တယ်လဲ။ သူရဲ့အမှန်တကယ်ရွေးချက်ကဗာလဲဆွေမေကွန်းရဲ့အဖြစ်ဟာကျမတို့လက်လန်းမမိနိုင်တဲ့နေရာမှာရှိနေပါတယ်။ဒီပဟေလိတရားလူသားမျိုးနွယ်ကိုထောင်စိုးနဲ့ပေါင်းများစွာစိတ်ဝင်စားမှုပေးစွမ်းခဲ့ပြီးနောင်လာနောင်သားရဲ့အတွက်လည်းလေးလာစရာတွေးတောစရာဖြစ်နေအောင်မှာပါ။ပိမစ်တွေဟာရှေခိအီဂျစ်လူမျိုးတွေရဲ့ငြိမ်ညံသွေးနဲ့ဆွမ်းဆောင်ရည်ကိုပြသနေတဲ့အထိမ်းအမှတ်တစ်ခုဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲကျမတို့ရဲ့အသိပညာအကန့်အသတ်တွေကိုသတိပေးနေတဲ့အရာတွေလည်းဖြစ်ပါတယ်။ဒီမယုံကျေနိုင်စရာကောင်းတဲ့အဆောက်အုံကြီးတွေဟာ ကမ္ဘာပေါ်မှာတရှိနေသံများကာလပတ်လုံးလူသားတွေရဲ့စူးစမ်းဒိုစိတ်ကိုနှိုးဆွနေမှာဖြစ်ပြီးကျွန်မမသိသေးတဲ့အရာတွေအများကြီးရှိနေသေးရဲ့စွာကိုအမြဲတရားစီမှာပါပရမစ်တွေရဲ့လှည့်ဝှက်ချက်တွေအကြောင်းဒီဗီယိုလေးကနေတဆင့်တင့်ကိုစိတ်ဝင်စားမှုဒါမှမဟုတ်အောင်မှုတစ်ခုခုပေးဆွနိုင်ခဲ့မယ်လို့ကျွန်မမျှော်လင့်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးဖို့အတွက်တင့်ရဲ့အားပေးမှုကကျွန်မတို့အတွက်အရေးကြီးပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like လုပ်ဖို့ တငယ်ချင်းတွေကို share လုပ်ဖို့မမေ့ပါနဲ့နော်အခုထိ subscribe လုပ်ရသေးဆိုရင်လည်းကျမတို့ရဲ့ဒီမ channel ကို subscribe လုပ်ပြီးနောက်ထပ်စိတ်ဝင်စားစရာ video အသစ်တွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ဘေးနားကခေါင်းနှောင်းပုံလေးကိုပါနှိပ်ထားပေးပါဦးတင်အပ်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြမယ်နော်